ထိုင်းနိုင်ငံချင်းမမျိုးကအစ်မြင့်ဇင်ခံတိုက်ခန်းတစ်ခုကိုငှားပြီးအွန်လိုင်းရာဇဝတ်ကိုင်းတွေကျွလွတ်နေတဲ့တရုတ်နိုင်ငံသား20ကိုထိုင်းအာဏာပိုင်တွေကမနေ့အောက်တိုဘာလ30ရက်နေ့မှာဝင်ရောက်စီးနင်းဖမ်းဆီးခဲ့ကြောင်း ထိုင်းခြေဆိုင်သတင်းတွေမှာဖော်ပြကြပါတယ်။မြန်မာတွေအကြကြားဖြန့်ငွေလင်ကိုင်းလို့သိကြတဲ့ဒီ online ငွေလင်ကိုင်းတွေဟာတရုတ်နိုင်ငံသားတွေကိုပြစ်မှတ်ထားပြီးလိန်လည်မှုတွေလှုပ်ဆောင်နေတယ်လို့ယူဆရကြောင်းတာဝန်ရှိသူတွေကပြောပါတယ်။အဖန်ခံရသူတွေဟာအမျိုးသား14ယောက်နဲ့အမျိုးသမီး6ယောက်ဖြစ်ပြီးအမျိုးသမီးတစ်ယောက်ကတော့တိုက်ခန်းပေါ်ကနေခုံချထွက်ပြေးဖို့ကြိုးစားစဉ်6ယောက်ကျိုးသွားတယ်လို့ဆိုပါတယ်အခုဖမ်းဆီးမိသူတွေအပြင်တခြား10ယောက်လောက်လည်းချောင်းထဲခုံချတာ တစ်တော်တွေတဲ့ထွက်ပြေးတာတွေလုပ်ပြီးတော့လွတ်မြောက်သွားတယ်လို့ရဲတပ်ဖွဲ့ကပြောပါတယ်အဖမ်းခံရသူတွေရဲ့ထွက်ဆိုချက်အရပင်းညစ်ပေးမှာရှိတဲ့အခန်းကိုငှားဖို့အတွက်သူတို့ရဲ့တထေးကတလကိုထိုင်းဘတ်တသိန်း2000ပေးတယ်လို့ဆိုပါတယ်အလို့သမားတွေရဲ့လစာကတော့တလကိုတယောက်ဘတ်တသိန်းကနေ2သိန်းကျားရှိတယ်လို့ဆိုပါတယ်သူတို့အိမ်ထဲမှာမိုဘိုင်းဖုန်း7ခုနဲ့တရုတ် SIM ကတ်တွေအများပြားတွေ့ခဲ့ရရပါတယ်ရဲတွေမလာခင်ကြိုတိရအောင်အိမ်မှာ CCTV လည်းတပ်ထားတယ်လို့ဆိုပါတယ် ဖန်ခါရသူတွေကတချို့ဟာចောင်းသားဗီဇာနဲ့ရောက်လာကြသူတွေဖြစ်ပြီးတချို့ကတော့လဲတူရစ်ကမ္ဘာလက်ခီးတဲ့ဗီဇာနဲ့လာကြသူတွေဖြစ်တယ်လို့ဆိုပါတယ်ဒီအဖွဲ့ရဲ့ငွေလိမ်နည်းဟာအသက်အမကန်ကြီးရောင်းတာနဲ့ပါစယ်ထုတ်တွေပို့မရတာကိုအကြောင်းပြပြီးတစ်ဖက်လူကိုငွေလိမ်မှုစူးစမ်းကြတယ်လို့ဆိုပါတယ်ဒီငွေလိမ်ကိုင်းနေရဲ့လိမ်လည်ချင်းခံရပြီးငွေပို့ပေးကြသူအလုံးဟာတရုတ်နိုင်ငံသားတွေတဲကလူတွေဖြစ်တယ်လို့ထိုင်းစုံစမ်းစစ်ဆေးရေးမှုတွေကပြောပါတယ်ခင်ဗျာကျွန်တော်ဇော်ဝင်လိုက်ပါ